ဒီတလုံးကတော့အကြမ်းပြင်းသိမ့်တရာဝင်းကျင်လောက်ရှိရလို့သိတာလေကေစင်ဘုံကြီးပဲကိုပြောတာနော်ဒီဘက်ကဆက်တက်တွေမပါသေးဘူးအဲ့တော့ဒါလေးတစ်ချက်ကြီးလိုက်မယ်ကြီးလိုက်တဲ့အချိန်မှာโอเคသူရဲ့ CPU ကဘယ်လောက်ရှိလဲဆိုတော့သူရဲ့ CPU က Ryzen 5ကိုသုံးထားတယ် Quantum series ကိုသုံးထားတယ်အာ memory ကကျတော့ 32GB ဖြတ်သွားပြီအဲ့တော့ဒီမှာ speed က4800ဖြတ်သွားတာဖြစ်တယ်ဒီကောင်က DDR5 ဖြတ်သွားတယ် ် DDR5 16GB ကိုနှစ်ချောင်းစိုက်ထားတယ်လို့သိထားရတယ်။နောက်ထပ်ဗာကြည့်စရာရှိလဲ GPU လေးအပ်ပေးလိုက်မယ်။ GPU ကတော့ RTX 4080ကိုသုံးတာတော့တော်တော်ကြီးကိုလမ်းဝပြီလို့ပြောလို့ရတယ်။4080နဲ့ဒီမှာ 16GB နော်။ဒီလောက်နဲ့ဆိုရင်တော်တော်ကိုကျွန်တော်တို့အလုံးအတွက်ဆိုလို့ရှိရင်တော့တော်တော်ကြီးကိုလုံလောက်တဲ့ကေစင်လို့ပြောလို့ရပါတယ်။ setup လို့ပြောလို့ရပါတယ်။ဆိုတော့ကေစင်ကြီးပဲမဟုတ်ဘူး။ယောဂတက်အောင်လုပ်ပေးပါ။ခိုးဘက်မှာလည်းခုနကသုံးတာဒီစပွဲပဲအခုလည်းဒီစပွဲပဲနော်။ဒီလိုလုပ်လို့ရအနေအမြင်လုပ်လို့ရ เนาะမတ်တက်ရက်ပြီးတော့မှမှကိုဖြိုးတို့ဘာလို့ထိုင်ပြီးပွားမယ်ဘာညာဆိုရင်မတ်တက်ရက်ပြီးပွားလို့ရမကျင်တတ်လို့နှိမ့်မယ်ဆိုလဲဒီမှာနှိမ့်လိုက်လို့ရနော်ဒီဟုတ်လားကိုမုတ်ဒီလေးလာဟိုကကြည့်လိုက်ဒီဟာကြည့်လိုက်နေမပြီးသေးဘူးသိလားပြတ်အောင်ပဲကျွန်တော်